ခင်ဗျားတို့မြန်မာနိုင်ငံသားတွေတက်မရော်ကိုကျေးဇူးတင်ရမယ့်အကြောင်းနောက်တစ်ခုကျွန်တော်ထပ်ပြောပေးမယ်။တက်မရော်ထိုင်ရှိခိုးရမှာကာကြုတ်ကိုထိုင်ရှိခိုးရမယ့်အကြောင်းခင်ဗျားတို့ထပ်ပြောပေးမယ်။ဒီစာအုပ်ကဒီမှာတရားကြည့်နော်ဒီမှာစာအုပ်ကိုတရားကြည့်နော်လက်နှလုံးထုတယ်နော်အဲ့ဒါဘာစာအုပ်လဲဆိုတော့ခြေခံဥပဒေတွေနော်ပြည်နယ်တွေ သူ့ပြည်နယ်လိုက်သူရေးထားတဲ့အခြေခံဥပဒေတွေဗျအဲ့ဒါတွေကဘယ်တော့ကရေးထားတာလဲဆို1990တုန်းကရေးထားတာ1990မှာ NLD ပါဝင်တောင်ပြိုကမ်းပြိုနိုင်ခဲ့ကြတယ်နော်အဲ့ဒီအချိန်တုန်းကသူတို့မနိုင်ခင်တည်းကသူတို့ရေးထားတာသူတို့နိုင်ခဲ့ရင်သူတို့အရသာအုပ်ချုပ်ရေးစစ်စစ်ဖြစ်ခဲ့ရင်ဘလို့လုပ်မယ်ဆိုပြီးရေးခဲ့တဲ့ဖွဲ့စည်းပုံတွေဗျဖွဲ့စည်းပုံတွေအဲ့ဒီတဲမှာခင်ဗျားတို့တေချာကြည့်မယ်နော် ဖွဲ့စည်းပုံတစ်ခုကတိုင်းရင်းသားလူမျိုးများနဲ့ဒီမိုကရေစီအင်အားစုများစုပေါင်းဖွဲ့စည်းခဲ့သောဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတဲ့အဲ့ဒီမူကြမ်းကအခု NUG အစိုးရကအဲ့ဒီမူကြမ်းကိုပြန်ကူးချတာတဲ့ NUG အစိုးရဆိုတော့လေလိုင်းအစိုးရကြီးကအဲ့ဒီဥပဒေကိုပြန်ကူးချတာတဲ့စံပြူဖက်ဒရယ်ဆိုပြီးသူတို့ကပြန်လုပ်ထားတယ်ဒါပေမဲ့ခင်ဗျားတို့ကျွန်တော်အခုစပြောပြီ ဘာဖြစ်လို့တတ်မလို့ခင်ဗျားတို့ထိုင်ကြရောမှာလဲဆိုတော့အဲ့ဒီဥပဒေထဲမှာဒီထဲမှာကတော့သိလားဒီ1990မှာဒီသူတို့ရေးခဲ့တဲ့ဒီဖွဲ့စည်းပုံမူကြမ်းထဲမှာတော့ပုံမှခေါ်မှာဘာသာရေးကိုအခြေမခံသောနိုင်ငံဖြစ်ရမယ်တဲ့ဒေချာနားထောင်နော်ပုံမှခေါ်မှာဘာသာရေးကိုအခြေမခံသောနိုင်ငံဖြစ်ရမယ်ကာကြီး ဖက်ဒရယ်ပြည်တော်စုသည်နိုင်ငံရေးနှင့်ဘာသာရေးရောစက်ခြင်းမရှိစေဘဲဘာသာရေးကိုအခြေမခံသောနိုင်ငံဖြစ်စေရမည်။ခါခွေမြေသိဘာသာအယူဝါဒကိုများနိုင်ငံတော်ဘာသာဖြင့်ပြဋ္ဌာန်းခြင်းမရှိစေရတဲ့။ဒါထော်990တဲကနော်။ခမားတို့ချစ်ပါတယ်ကြိုက်ပါတယ်ဆိုတဲ့ NLD 88တောင်းသားတွေနဲ့တိုင်းရင်းသားတွေပေါင်းမှုရေးခဲ့တာ။ကျွန်တော်တို့ဗုဒ္ဓဘာသာနိုင်ငံကိုဘာသာရေးကိုအခြေမခံတဲ့နိုင်ငံဖြစ်ရမယ်တဲ့။ တွေ့လားအဲ့ဒီပုံမှန်အတိုင်းပဲအခု NUG အစိုးရရဲ့စံပြူဖက်ဒရယ်မှာပုံမှန်30မှာဒီမှာတော့ပုံမှန်ခေါ်ပြဒီအဟောင်းတွေမှာပုံမှန်ခေါ်အခုစံပြူဖက်ဒရယ်လို့ခေါ်တယ် NUG ရေးထားတယ်အဲ့ဒီမှာကျတော့ပုံမှန်30မှာရေးထားတယ်အဲ့ဒီအတိုင်းပဲကျွန်တော်မြန်မာနိုင်ငံကိုနိုင်ငံရေးနဲ့ဘာသာရေးရောဆက်ခြင်းမရှိသေးပဲဘာသာရေးကိုအချိန်မခံသောနိုင်ငံဖြစ်စေရမယ်တဲ့ကျွန်တော်နိုင်ငံကဗုဒ္ဓဘာသာနိုင်ငံကြီးဗျာဘာသာရေးကိုအခြေခံရမယ်တရားမျှတကြီးလွတ်လပ်ခြင်းညီမျှခြင်းဆိုတဲ့လောကဘာသာတရားကြီးတွေကိုအခြေခံရမယ် ဘာသာရေးကိုအခြေမခံတဲ့နိုင်ငံဖြစ်ရမယ်ဆိုပြီးတော့အရက်သားတွေခမားတို့ NLD တွေရေးသွားတာအယူကြီးဆိုရလဲအခုအဲ့ထဲမှာအဲ့ထဲမှာအတိုင်းပဲရေးထားတာပဲဟောဒါပြီးတမရောသားခေဆက်ဆက်အာနာမထင်းငယ်မသိငယ်ဘူးဆိုရင်ခမားတို့နိုင်ငံဘာသာရေးကိုအခြေမခံတဲ့နိုင်ငံဖြစ်သွားပြီခမားတို့ဗုဒ္ဓဘာသာလဲတန်းကြီးခံမှာဟိုကလေးကအခုအဲ့ဒီတန်းကိုဒေါ်အောင်ဆန်းစုကြည်တို့ကလုတ်သွားတာ ဘာသာရေးကိုအခြေမခံသောနိုင်ငံဖြစ်အောင် NLD အစိုးရကလှုပ်သွားပြီးတော့ဘယ်ဘာသာကိုမှအခြေမခံရဘူး liberal ဝါရပဲတွားအကုန်လုံးဒန်းတူညီပြပဲဖုံးင်းနဲ့ကလားနဲ့အတူတူထိုင်ဆိုပြီးတော့လှုပ်သွားတာဘာသာရေးကိုအခြေမခံသောနိုင်ငံဖြစ်ရမယ်ဆိုပြီးတော့အရသာအစိုးရကလှုပ်သွားတာခင်ဗျားတို့စဉ်းစားကြည့်အဲ့ဒါမှန်လားခင်ဗျားတို့အရသာအစိုးရတွေထဲမှာအဲ့ဒီလိုအစိုးရတွေရှိလာတာကိုခင်ဗျားတို့လက်ခံလား ခင်ဗျားတို့တက်မတော်ကိုထိုင်ရှင်းခိုးရမှာတက်မတော်ခေဆက်ဆက်အာနာထိတ်လိုက်တိတ်လိုက်ထိတ်လိုက်တိတ်လိုက်နဲ့အဲ့ဒီလိုလုပ်ခဲ့လို့ခင်ဗျားတို့ဗုဒ္ဓဘာသာနိုင်ငံတည်မြဲနေတာကျွန်တော်ပြောတာကိုမယုံနဲ့နော်ဒီမှာစာအုပ်ကြီးနဲ့ခင်ဗျားတို့မယုံလို့ရှိရင်ခင်ဗျားတို့ဝယ်ဖက်ဝယ်ဖက်နော်ဝယ်ဖက်ဖက်ဒရယ်ပြည်တော်စုနဲ့ပြည်နယ်များဤဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းများတဲ့နော်ဒီကောဒီကောပြန်ထုတ်ဟိုပထမချိန်ထုတ်တာ2020ခေါ်မှာထုတ်တာ 2016မှာထုတ်တယ်နော်ပြည်တော်စု institute နဲ့ထုတ်ဝေသူဥယျာဉ်တထောင်စထုတ်တာဥယျာဉ်တထောင်စထုတ်တာအဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်စမ်းကျွန်တော်နိုင်ငံဗုဒ္ဓဘာသာနိုင်ငံဗျဗုဒ္ဓဘာသာကိုအခြေခံတဲ့နိုင်ငံဖြစ်ရမယ်ဘာသာရေးကိုအခြေခံတဲ့နိုင်ငံပဲဖြစ်ရမှာဒါကိုအရက်သားအစိုးရရဲ့လမ်းကြောင်းကိုတိလို့ တော်ဆန်းစုကြည်နဲ့အရက်သားအစိုးရတွေကဘယ်လမ်းကြောင်းကိုသွားမယ်ဆိုတာတက်မတော်ကကြိုတိကိုကြိုတင်ပြင်ဆင်ထားခဲ့တာဒါကြောင့်မို့ခေဆက်ဆက်ခင်ဗျားတို့အရက်သားတွေကိုစိတ်ချလက်ချတယ်ဘာမှမလုပ်ဘဲအမြဲတမ်းစောင့်ကြည့်ပြီးထိတ်လိုက်တိတ်လိုက်ထိတ်လိုက်တိတ်လိုက်လုပ်ခဲ့တာဗုဒ္ဓဘာသာနိုင်ငံကြီးပြတ်သွားမှာဆိုလို့အမျိုးသားနိုင်ငံကြီးပြတ်သွားမှာဆိုလို့အဲ့ဒါခင်ဗျားတို့ liberal ဆိုတာကြီးကိုခင်ဗျားတို့လိုချင်ကြအောင်နော် liberal ဆိုတာကြီးကိုခင်ဗျားတို့လိုချင်နေသူများ ခင်ဗျားတို့အရသာအစိုးရတွေကဒီမှာဒီလိုပုံမှားတွေကိုဘာသာရေးကိုအခြေမခံသောနိုင်ငံဖြစ်ရပြီဆိုတဲ့ပုံမှားတွေကိုထည့်ရေးထားသမျှတော့ကျွန်တော်လက်ခံလို့မရဘူးဗျကဲဦးရင်းပုံမှားကိုမြင်ကြည့်ပါရယ်ဆိုလို့ရှိရင်နော်စက်ခရီရော့ရိုက်ပေးမယ်ရှင်းပြီလားစက်ခရီရော့ရိုက်ပါမယ်ဆိုတော့မြင်းမှာတားတာတေးချာတေးချာမြင်းမှာတားတာအတွက်စက်တားပြတာပုံမှားတရားပုံမှားခုံနော် ပုံမှန်30ဆိုတာကဒီစံပြူဖက်ဒရယ်မှာ NUG ရဲ့စံပြူဖက်ဒရယ်မှာပါတာပုံမှန်30ဆိုတာ30လေးဆိုပြီးမှရေးထားတယ်နော်ကျတို့ကအဲ့လိုလေ့လာတာပါအဲ့လိုလေ့လာတာပါခင်ဗျားတို့နိုင်ငံသားတွေတက်မတော်ကိုကျေးဇူးတင်သွားပြီးခိုးတာခွက်တာတွေလက်စားတာတွေသွားကြည့်မနေနဲ့နော်ဒါကြားကြည့်ခြေရကြည့်ခင်ဗျားတို့လည်းနေရာရရင်ခိုးကြခွက်ကြမှာပဲဘယ်သူမှဆင်းလုံးကြောမရှိဘူးနိုင်ငံတိုင်းမှာ correction ဆိုတာရှိတယ်နိုင်ငံတိုင်းမှာလက်စားတယ်ဆိုတာရှိတယ်အရေးကြီးတာကိုယ်နိုင်ငံကို တစ္ဆာမတစ္ဆာမဖောက်တဲ့နိုင်ငံတော်ပေါ်မှာတစ္ဆာရှိတဲ့ခေါင်းဆောင်ဖြစ်ရမယ်။ကိုယ်နိုင်ငံရဲ့အရှိတရားဘာသာသာသနာပေါ်မှာကာကွယ်ဆောက်ရှောက်ပြီးတော့ထိမ့်ထိမ့်သိမ့်သိမ့်နဲ့ထိမ့်ချောင်းနိုင်စွာရှိတဲ့ခေါင်းဆောင်ဖြစ်ဖို့ပဲလိုတာ။ကျန်တာတွေကမလိုဘူး။ကျန်တာတွေကမလိုဘူး။ကျန်တာတွေကဖွဲ့စည်းကိုယ်တွေ။အခုခင်ဗျားတို့အဲ့ဒီခင်ဗျားတို့အဖေတို့ခင်ဗျားတို့တကယ်အဖေရင်းဖြစ်တယ်ခင်ဗျားတို့တက်မတော်ကြီးကိုခင်ဗျားတို့မျက်စောင်းထိုးပြီးတော့မင်းလည်းခွဲပြေးလို့ပြိုချလိုက်ပြီးတော့ခင်ဗျားတို့ ဘယ်ကနေဘလို့ရောက်လာပြီးတော့ကဘာပတ်ပြီးဘလို့ပုံစံတွေနဲ့ဘာတွေလို့လို့လုတ်ခဲ့ဘွဲတွေဘာဘွဲတွေရလို့ရမှန်းမသိတယ်မိမတယောက်ခင်ဗျားတို့ကိုယုံကြည်ကိုးကွယ်ပြီးတော့ကောင်းဆောင်တက်လိုက်တာဟမ်ကျတို့ရဲ့ဗုဒ္ဓဘာသာအတုံးလုံးနေရအတုံးလုံးတွေကအစဗုဒ္ဓဘာသာဆိုင်ရာအယူဆချက်တွေတုံးလုံးချက်တွေရစမွတ်စလင်တွေကယူတုံးတယ်ဟမ်ကျတို့ဗီဒီယိုဖိုင်တွေတင်ပေးထားတယ်တေချာကြည့်ရင်ခင်ဗျားတို့ရင်လေးစရာကြီးပါခင်ဗျားတို့နိုင်ငံက တရားကြည့်ခင်ဗျားတို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေကခင်ဗျားတို့မယွတ်တဲ့နော်ဖခင်များတို့မယွတ်တဲ့၅ပါးသီလဒီဘာရညာတွေကအခုကလားတွေကကောက်ကောက်ယော့ခင်ဗျားတို့မဆိုးတဲ့နိုင်ငံတော်တချို့ကလားတွေကကောက်ကောက်ဆိုးတယ်ဒီနိုင်ငံနဲ့ဆိုင်တဲ့ဥစ္စာတွေသူတို့ကကောင်းကောင်းရောက်အောင်လေ့ကျင့်လေ့ကျင့်လေ့ကျင့်ပြီးရောဘာဖြစ်လဲဒီမှာကျွန်တော်တို့နိုင်ငံပါမြန်မာနိုင်ငံဆိုတာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီကြတွေကျွန်တော်တို့အကုန်လုပ်လို့ရတယ်ခင်ဗျားတို့ဗမာတွေ ငါးပါးသီလရရလားမသိဘူးအမတက်တော့မှာတက်တော့မှာလိုက်ကြည့်ရဗီဒီယိုဖိုင်လေးလွှင့်လမ်းလမ်းမှာလိုက်လွှင့်တာငါးပါးသီလပါလေမသိဘူးငါးပါးသီလပါလေမသိဘူးအဲ့ဖခင်နဲ့ပတ်သက်တာတွေပေါ့နော်ဂုံတော်ကိုးပါးပါလေဘယ်လိုလိုက်မိတယ်မသိဘူးခင်ဗျားတို့မသိတာခင်ဗျားတို့မသိကြောင်းကိုပြနေခင်ဗျားတို့ဒီနိုင်ငံသားတွေမဟုတ်ဘူးဆိုတဲ့တက်တေကိုကဘာကမြင်နေပြီ ဒါပေမဲ့ခင်ဗျားတို့ရဲ့ဘာသာကြောက်ကိုသိနေတာကမွတ်စလင်တွေဖြစ်နေတယ်ခင်ဗျားတို့စဉ်းစားနော်ခင်ဗျားတို့ပျောက်တော့မယ်နော်ခင်ဗျားတို့ဗုဒ္ဓဘာသာကွယ်ပျောက်တော့မယ်နော်ခင်ဗျားတို့ဗုဒ္ဓဘာသာကွယ်ပျောက်တော့မှာနော်ဒီတော့ဗီဒီယိုဖိုင်တွေတင်ပေးထားတယ်တို့ဗုဒ္ဓဘာသာအသုံးလုံးတွေယူသုံးတာတွေရောနိုင်ငံတော်သချင်းကိုတို့တွေကောင်းကောင်းလေ့ကျင့်သင်ကြားနေတာတွေရောကဲဒီလောက်ဆိုရင်တော့ခင်ဗျားတို့တက်မတော်ကိုထိုင်ရှိခိုးတင်သလားမရှိခိုးတင်သလားခင်ဗျားတို့စဉ်းစားတော့ ရဲ့သားအစိုးရရဲ့လှုပ်ဆောင်မှု နိုင်ငံတော်ဘာသာပါကွယ်ပြောက်သွားပြီတကယ်ဆိုရဲ့သားအစိုးရအစ်စ်ကနိုင်ငံတော်ဘာသာကိုတရားဝင်ပြဋ္ဌာန်းပြီးတော့တရားဝင်ဗုဒ္ဓဘာသာနိုင်ငံပြည်လောက်ကမှာခင်ဗျားတို့ရဲ့သားအစိုးရမဟုတ်တဲ့ခါကျတော့တက်မတော်ကိုယ်တိုင်က तू ကရဲ့သား तू ကတာ तू ကလောက်ပိုင်ခွင့်မရှိဘူး तू ကထိန်းချင်းတိန်ချင်းပဲလောက်ရတာထိန်းချောင်းချင်းပဲလောက်ရတော့ तू ကဘာမှလောက်ပိုင်ခွင့်မရှိတော့ခင်ဗျားတို့ရှေ့ရနေပြီးတော့ပုံစံနဲ့အတကုံလိုက်ချလို့မရဘူးနော် ဒါကြောင့်မို့ဦးနေဝေခဲမှာတော့အဲ့ဒီလိုပြဿနာတက်တော့၄၀ခုဖွဲ့စည်းပုံကိုဖျက်ပြီးတော့ပြန်ထိန်းချောက်ခေလိုက်ရတာကဲဒီတော့ဆိုလို့ရှိရင်နားလည်မဲ့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဂျင်းကျော်လင်ပါ